စ်ကောင်စီအနေနဲ့ပြည်ပလောက်ကိုင်အေဂျင်စီတွေကပေးသွင်းထားရတဲ့အမားကန်ဂျီကိုဆယ်ဆောင်းလောက်တုံးမြင့်မှုစူးစမ်းနေတာကြောင့်ခက်တွေ့နေကြတယ်လို့အေဂျင်စီလုပ်ငန်းရှင်အတိုင်းဝိုင်းကသိရပါဗျ။ပြောင်းလဲတက်မှတ်လာမဲ့ license အမားကန်ဂျီနှုံထားတဲ့ပတ်သက်ပြီးလုံသမားဝင်ကြီးဌာနကတရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပေမဲ့အမားကန်ဂျီကျပ်သိန်း300ကနေကျပ်သိန်း3000အထိတိုးဖို့ရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။မြေပြင်မှာအဲ့ဒီလိုသတင်းတွေထွက်ပေါ်နေပေမဲ့အတိမပြူနိုင်သေးဘူးလို့လည်းအဲ့ဒီလုပ်ငန်းနဲ့နှိစက်သူတွေကဆိုပါတယ်။ လူငယ်တွေပြီးပွားထွက်ခွာရတဲ့ဘောစစ်ကောင်စီကနှီးမျိုးစုံနဲ့ကန့်သက်နေပြီးပြီးပွားအလုပ်ကိုင်းရှာဖွေရေးအေဂျင်စီတွေကဖိအားပေးအရေးယူနေတာကြောင့်မြန်မာပြည်မှာအေဂျင်စီလုပ်ငန်းလုပ်ကိုင်းသူအများစုကလုပ်ငန်းပြောင်းလဲကုန်ကြတယ်လို့လည်းသိရပါတယ်။ဘေးကျန်းနေကြပါဗျာအသက်စုကျရတဲ့ဘဝတွေအဲ့လိုမျိုးဖြစ်အောင်လို့တို့ကလောက်တာလေအခုတို့တူတောင်းတဲ့တူတောင်းတော့မယ်ပေါ့နော်အမကန်ကြီးကြတော့အရန်များအခုကအေဂျင်စီလိုင်စင်တွေကအသက်ချတာရတဲ့နေရာလည်းအများကြီးဖြစ်နေတယ် အခုလိုအမကန်ကြီးအဲ့ဒါတွေမလျှော့ပေးဘူးဆိုရင်တော့အဲ့ဒီ agency တော်တော်များများတော့ license ပြန်အပ်ဖို့တော့များတော့ပြန်နော် agency ထူထောင်ရမှာအမကန်ကြီးအဖြစ်ထိုင်းတို့ပို့ဆောင်မဲ့ license အတွက်ကျပ်သိန်း300တခြားနိုင်ငံတွေအတွက်ကျပ်သိန်း250ပေးသွင်းရပြီးငွေကြေးပိုင်ဆိုင်မှုကျပ်သိန်း1000ရှိကြောင်းတက်တည်ပြဖို့လိုအပ်တယ်လို့လည်းစစ်ကောင်စီလုံခြုံရေးဌာနကဖော်ပြခဲ့ပါတယ် ။ပြည်ပလုပ်ငန်းအေဂျင်စီတွေပြောပြချက်အရ2024ခုနှစ်စက်တင်ဘာလကတည်းကလုပ်သမားတွေရဲ့မိသားစုလွှဲပို့ငွေမတင်ပြနိုင်တဲ့အေဂျင်စီ146ခုကိုစစ်ကောင်စီကအရေးယူခဲ့တယ်လို့အခုနှစ်ဖေဖော်ဝါရီလ3ရက်ကလည်းစစ်ကောင်စီကိုအခွန်မဆောင်နဲ့ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီ120ကျော်ကိုလုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ငံ့ခဲ့ပါတယ်။ akwai matsala da za ta yi shan ne. Wata kuma kwan gwan na kuma ya su gida aka ci ma yi ba mu. kuma yin shi biyar da sun yi ne a yi su ne. Kun ga rari ba da su cinawo da wani ne 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 စစ်ကောင်စီလုံသမားဝင်ကြီးဌာနရဲ့လုံသမားညွှန်ကြားရေးဦးစီးဌာနတင်ပြချက်တွေရ2024ခုနှစ်အောက်တိုဘာလ15ရက်နေ့အထိပြည်ပလောက်ကိုင်အေဂျင်စီ965ခုရှိခဲ့ပါတယ်။လက်ရှိမှာပြည်ပကိုလုံသားပို့ဆောင်ပေးနေတဲ့တရားဝင်လိုင်စင်ရအေဂျင်စီ400ကျော်ရှိနေပြီ။ထိုင်းနိုင်ငံအတွက်လိုင်စင်ရအေဂျင်စီ150ကျော်ရှိကကိုဗစ်ကာလနောက်ပိုင်းလိုင်စင်ရအေဂျင်စီအတွက်တိုးလာပေမဲ့ဈေးကွက်အခြေအနေရဝင်ကြီးဌာနရဲ့ နိုင်ငံလိုက်သတ်မှတ်ထားတဲ့လုံသားဥယျာဉ်ပြည့်မီအောင်မပို့နိုင်တဲ့ agency တွေလည်းရှိနေတယ်လို့သိရပါဗျ။